ဂလေးရဲဟာလူကြီးတွေကိုအတူယူရဲရပါတယ်။ဒါကြောင့်ဂလေးရဲရှစ်မှာ ပြိုးဆိုနေထိုင်ရတွေကိုအထူးဂယူစိတ်ဖို့လိုပါတယ်။အားလုံးပဲမင်္ဂလာပါ။ဆရာနိုင်မင်္ဂလိပ်စာသင်တန်းအနေနဲ့ကျေးဇူးပါတယ်။ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်အတွေ့အကြုံတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ Okay အားလုံးဆိုရင်ကျွန်တော်စတင်လိုက်အောင်ပါ။တခါတော့ကအကြောင်းပရက်တရက်မှာ လူတယောက်ဟာသူးသားလေးနှစ်ယောက်ကိုဂလဲကစားကွင်းတစ်ခုစီကိုခိုသွားပါတယ် ကစားကွင်းရဲ့ဝင်ပေါက်လက်မရောင်းတဲ့နေရာကိုရောက်တော့လက်မရောင်းတဲ့လူကိုဝင်ကြီးဘလောက်လဲဆိုပြီးတော့မေးလိုက်ပါရတယ်။အဲ့ဒီချိန်မှာလက်မရောင်းတဲ့လူက လူကြီးတယောက်ကိုတထောင်ပါကလေးတွေကကြတော့6နှစ်ထဲဆိုရင်900ပါ6နှစ်အောက်ဆိုရင်တော့အလကားဝင်လို့ရပါတယ်ဆိုပြီးတော့ပြန်ပြေလိုက်ပါရတယ်။ပြီးတော့ဒါနဲ့ဆရာရဲ့ကလေးတွေကအသက်ဘလောက်ရှိပြီလဲဗျာဆိုပြီးတော့ပြန်မေးပါရတယ်။အဲ့ဒီချိန်မှာကလေးတွေရဲ့အဖေကအကြီးကောင်က9နှစ်ပါ အငယ်ကောင်ကလင်းနေပါဆိုပြီးတော့ပြန်ဖြေပါတယ်။ပြီးတော့ဝင်းကျဲအနေနဲ့တိုးတွဲတထောင်နဲ့တားကြီးတွဲ900အားလုံးပေါင်း1500ပေးပြီးတော့ကစားဝင်းတွေကိုဝင်ဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာလက်မရောင်းတဲ့လူကအခုလိုပြောလိုက်ပါတယ်။ဆရာကတော်တော်ရိုးသားတာပဲဗျ။ချောင်းနှစ်နဲ့ခုနှစ်ဆိုတာအတူတူလိုပဲလေ။တားကြီးကိုချောင်းနှစ်လို့ပြောလိုက်ရင်ငွေ900ပေးစရာမလိုတော့ဘူးပေါ့။ချောင်းနှစ်လို့ပြောလိုက်ရင်ကိုအဲ့ဒီကလေးရဲ့အသက်ကိုဘယ်သူသိမှာမလို့လဲ။ အဲ့ဒီချိန်မှာကလေးတွေရဲ့အဖေကဘသူမှမသိပေမဲ့ကျုပ်ကလေးတွေသိတယ်ဗျာလို့ပြန်ပြောပြီးတော့ကလေးတွေကိုခေါ်ပြီးကစားဝင်းတွေကိုဝင်သွားပါတယ်ဒီပုံမြင်တဲ့ကနေကျွန်တော်တို့ရလိုက်တဲ့သင်ခန်းစာကတော့ကလေးတွေကလူကြီးတွေကိုအတူယူတတ်တာကြောင့်သူတို့ရှေ့မှာလိန်ပြလိုက်ရင်အဲ့ဒီကလေးတွေလည်းအတူယူပြီးတော့လိုက်လိန်ကြတော့မှာပါဒါကြောင့်လူငယ်တွေကိုကောင်းတဲ့အရာတွေလုပ်ပြပြီးတော့ကောင်းတဲ့အမွေတွေပေးထားခဲ့နိုင်ဖို့ကျွန်တော်တို့အားလုံးစ조사ကြမှာဖြစ်ပါတယ် မိတ်ဆွေများအားလုံးကောင်းမွန်တဲ့အရာတွေလှုပ်ဆောင်ပြီးတော့အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပါပေးပါကျွန်တော်ကတော့ဆရာနိုင်မင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ bye bye